လူတွေရဲ့စွမ်းအားတတ္တိသည်လူတွေရဲ့တဏ္ဍမှာရှိလူတိုင်းလူတိုင်းဟာတကယ်ကိုစစ်မှန်တဲ့အရေးချင်းဟာမိမိတို့ကိုယ်တိုင်ရဲ့တဏ္ဍမှာသာရှိတယ်ဆိုတာကိုရဗုဒ္ဓရဲ့ဆုံးမတိုင်းမှတ်သားထားဖို့လူတိုင်းလူတိုင်းမှာအစွမ်းတတ္တိတွေရှိနေကြတာဖြစ်ထိုအစွမ်းတတ္တိတွေကိုထက်မြက်အောင်လေ့ကျင့်ပေးခြင်းအဖြစ် လူတွေအားထူးချွန်တဲ့ပုဂ္ဂိုလ်အနေထားမျိုးကိုရောက်နိုင်ကြတယ်ဆိုတာလူတိုင်းဟာလက်တွေ့အနေနဲ့ပြောဖျားလောင်းနေဆိုတာနှကိုကတာမန်လူတူမြတ်တာဖြစ်တယ်ကြီးမားတဲ့ရည်ရွယ်ချက်ကြိုးစားအထုံးမှုဆိုတဲ့လုံလဝီရိယပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့အများကျိုးကတင်မယ်ဆိုတဲ့ရည်စူးချက်နဲ့လေ့ကျင့်ပြီးတော့ယူလိုက်တဲ့အခါမှာမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ကိုရောက်ရှိသွားတာဖြစ်တယ်အလုံးပုဂ္ဂိုလ်ဟာလည်းထို့တူပဲ မိမိတို့တဏ္ဍာမရှိတဲ့အရည်ချင်းကိုမြင့်တင်ပေးခြင်းအဖြစ်တဏ္ဍာမချမ်းသာဒုက္ခရပြီးနောက်ဆုံးတဏ္ဍာဟုတ်ကလွတ်လွတ်ကင်းသွားနိုင်တဲ့ဆွမ်းဆောင်မှုမျိုးတွေကို ရရှိမှာပဲဖြစ်တယ်ဟောဆိုလိုတာကလူတွေရဲ့အစွမ်းတတ္တိဆိုတာအင်တာနယ်လို့ခေါ်တယ်ကိုယ့်ရဲ့အစ္ဆဒတဏ္ဍာမသာရှိတာဖြစ်တယ်ကံဆိုတာအကြောင်းတရားတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာကြီးပွားတိုးတက်မှုအတွက် ကံကိုမျောလင့်ဆောင်စားနေကြရမှာမဟုတ်ပဲနဲ့လုံလဝိရရှိရှိနဲ့အတိညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့လောက်ကြရမှာဖြစ်တယ်ဟုတ်ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟာဒီတိုင်းပဲတစ်ဖက်သားကိုအားကိုးရမှာမဟုတ်ဘူးလောကလူသားတွေဟာတစ်ဖက်သားကိုအားကိုးလို့တဲ့စိတ်တွေကြောင့်ကြောက်ညံ့မှုတွေဖြစ်သွားကြတယ် မြတ်စွာဘုရားကမလုံးတင်တာနဲ့လုံးတင်တာခွဲခြားဟောတယ်အကျိုးရှိတာနဲ့မရှိတာဟိတနဲ့အာဟိတခွဲခြားဟောတယ်အဲ့ဒီခွဲခြားဟောတဲ့အတိုင်ဟိတကိုလုံးဆောင်တာတို့အာဟိတကိုရှောင်တာတို့ဆိုတာမိမိကိုယ်တိုင်လောက်ရတဲ့ကိစ္စလေးများဖြစ်တယ်မြတ်စွာဘုရားရဲ့ဆောင်ရွက်မှုဟာမိဘဆရာတဦးရဲ့ဆောင်ရွက်မှုမျိုးသာ ဖြစ်တယ်လောက်ရမှာကမိမိကိုယ်တိုင်နာလင်းဖြစ်တယ်ဒါကြောင့်မို့ ဘုရားတရဏံဣသမိဖျားကိုကိုးကွယ်ပါれလို့ဆိုတာဟာဘာလို့ရမဲဘာမလို့ရဘူးဆိုတာသိဖို့အတွက်ကိုးကွယ်ပြီးသိရှိပြီးတဲ့နောက်ကျရင်အတ္တဟိအတ္တနောနာထောမိမိဒီသာလည်းမိမိရဲ့ကိုးကွယ်ဟာဖြစ်တယ်ပေါ့အဲ့တော့ကိုးကွယ်ရင်ကြိုးစားရမှာလို့ဆိုလိုတယ်အလုတ်တစ်ခုကိုကိုးကွယ်လောက်